မင်္ဂလာပါကျွန်တော်အောင်ဖြိုးပါ မကြာမီမှာစစ်ကော်မရှင်ကနေ2025ခုနှစ်ရွေးကောက်ပွဲအတွက်ဖတ်သမားပိုင်းကိုပြည်လောတော့မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲဝေပြိုင်မဲ့ပါတီတွေအနေနဲ့ဘာတွေလှောက်ရှားနေပြီလဲဒေတာခံပြည်သူတွေအနေနဲ့ရောဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအမြင်သဘောထားရှိနေလဲဆိုတာတွေကိုဒီကနေ့ podcast ကနေပြောပြပေးတော့မှာဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကောင်မရှိရဲ့ရွေးကောက်ပွဲ အပိုင်အသစ်ကိုဂျေပါပြုတ်လောက်သွားတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာဝေရောက်ရှင်ပြိုင်မဲ့ပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီကလည်းရွေးကောက်ပွဲလူထုစည်းရုံးရေးတွေကိုမြို့နယ်တိုင်းမှာကွင်းစင်းဆောင်ရွက်နေကြပါတယ်။၂025ခုနှစ်အထွေထွေရွေးကောက်ပွဲမှာပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီအနေဖြင့်အမျိုးသားလို့တော်ပြည်သူလို့တော်နဲ့ပြည်နယ်လို့တော်တွေမှာရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မဲဆာဒနယ်ပေါင်း29နယ်မှာလွတ်တော်ကိုယ်စားလှယ်လောက်ပေါင်း52ဦးဖြည့်ဝေရောက်ရှိပြရွေးကောက်ခံတော့မှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရှိရပါတယ်။ပင်လောင်မြို့နယ်မှာတော့ပြီးခဲ့တဲ့2030 2035နဲ့2020ရွေးကောက်ပွဲအလုံးမှာပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီတခုတည်းကပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီနဲ့ရခင်ကမဟာမိတ်ပြုထားတဲ့ပြည်ထောင်စုစက်ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီကလည်း ပင်လောင်မြို့နယ်မဲဆဒနယ်မှာဝေရောက်ရှင်းပြန်တော့မှာဖြစ်ပါတယ်။အခြားသောပါတီတွေအနေနဲ့ပြည်သူ့ပါတီ PPP နဲ့ဂျားဖြူပါတီတွေကလည်းဝေရောက်ရှင်းပြန်သွားကြမှာဖြစ်ပါတယ်။ပအိုးအမျိုးသားဖွဲ့ချုပ်နိုင်ရကဩဂထဦးဝခန်းထီရဲ့တမီနိုင်ရည်ရည်ဝင်းခေါ်နန်းလောက်ခန်းနဲ့ပင်လောင်မြို့နယ်ပြည်သူ့လူတော်ကိုယ်စားလှယ်နေရကနေဝေရောက်ရှင်းပြန်သွားမယ်လို့ထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့နိုင်ရည်ဝင်းကတောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်1မှာ ဝေရောက်ရှင်ပြအရွေးခံခဲ့ပေမဲ့ NLD ပါတီကိုရှုံးနိမ့်ခဲ့ပါတယ်။ရွေးကောက်ပွဲအောင်နိုင်ရက်တွေပါတီမဲဆွဲစည်းရုံးရေးကိုလည်းပြည်သူတွေကိုဝတ်စုပ်ပြင်းနဲ့တက်ရောက်ဖို့ပြောကြားခဲ့ကြပါတယ်။ကြေးရွာနေပြည်သူတွေအနေနဲ့လည်းခက်ခန္နာနာနဲ့ကြိုဆိုအခမ်းပေးခဲ့ရတယ်လို့တောင်ကြီးမြို့နယ်ထဲကကြေးရွာနေပြည်သူတို့ကဆိုပါတယ်။အဲ့မှာတော့နဂါမဲထဲဖို့ပဲပြောတာပေါ့။ပြီးတော့မဲထဲအမဲပုံစံတွေကိုပြောပြတယ်။အဓိကကတော့လမ်းတွေ ကလေးငယ်တွေရဲ့ပညာရေးတွေလည်းပိုပြီးဖွဖြူတိုးတက်ဖို့လိုလို့ကိုလိုမျိုးချီချင်းပဲဒီဟာကိုပြကြည့်ပေးနိုင်မှာပေါ့မိဘနဲ့တာသမီးတွေလိုမျိုးပေါ့တကယ်လည်းဖွဖြူတိုးတက်မှုကလိုတယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုထောက်နေတဲ့စည်တောစည်တီကိုရောဘယ်သူတို့ဘယ်လိုမျိုးဖြည့်ရှင်းပေးမလဲပေါ့နော်ဒါတော့ကျွန်တော်တကူစားမိချင်တာပေါ့တမ်းမမေးရပါဘူး ပြီးတော့စစ်မှုထမ်းတဲ့ကိစ္စတော့ဒါအမျိုးသားရဲ့အတွက်လို့သူတို့ကပြောတယ်လေကျွန်တော်တို့မှတော့ရွေးချယ်စရာမရှိပါဘူး2025ရွေးကောက်ပွဲကိုစနစ်နှမျိုးနဲ့ရောင်းတော့ကျပတော်မှာဖြစ်တယ်လို့စစ်ကော်မရှင်ကကြေညာထားတဲ့အတွက်ရွေးကောက်ပွဲမှာမဲအများဆုံးမရလဲလို့တော်ထဲရမှနိုင်မှာဖြစ်ပါတယ်လာမယ့်ရွေးကောက်ပွဲမှာဝေရောက်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလပါတီကိုစလဲလောင်း 9000နီးပါးအမိစင်းတွေးထားတယ်လို့စစ်ကော်မရှင်ခန့်အပ်ထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ပြည်ထောင်စုချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကလည်းကိုယ်စားလှယ်လောက်တထောင်ကျော်နဲ့အများဆုံးဖြစ်ပါတယ်ရွေးကောက်ပွဲကိုဟတာနောက်ဆက်ဖြက်စီမယ်ဆိုရင်အနည်းဆုံးထောက်တန်3နှစ်ကနေအများဆုံးထောက်တန်တသက်တကျိုးနဲ့တည်တံအထိချမှတ်ခံရမယ်ရွေးကောက်ပွဲများကို နောက်ဆက်ဟတာဖြက်စီခြင်းမှာကာကွယ်ပေးဥပဒေကိုပြတ်သားထားပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့ခုနှစ်ရက်နှစ်မှာတော့အင်းလေးလူထုလှောက်ရှာမှုအဖွဲ့ကညောင်ရွှေမြို့နယ်နဲ့အင်းလေးကံယူတာတလျှောက်ရှိကျေးရွာအုပ်စုမှာတော့စစ်ကောင်မရှိရဲ့အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်စာတာပြလှောက်ရှာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလှောက်ရှာမှုကိုအင်းလေးအရှိဖက်ကံအနောက်ဖက်ကံငဖဲချောင်းအုပ်စုအင်းပေါ်ခုံနပံခေါတိုင်နဲ့တလဲဦးကျေးရွာအုပ်စုတွေကလူထုတွေပါဝင်ခဲ့ပြီးစိုက်ဘဲစန္ဒာတွေလည်းဖျောက်ဝေခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီလှောက်ရှာမှုဟာစစ်ကောင်စီကပြစ်လို့မဲ့အတူရောရွေးကောက်ပွဲရဲ့ဂုတ်တက်ခမဲမှုတွေကိုပြည်သူလူထုတွေကိုတိစီဖို့အတွက်အတိပင်တိုက်တူနိုးဆော်တဲ့ရွေချင်းနဲ့ပြစ်လို့တာဖြစ်တယ်လို့အေးလေးလူထုလှောက်ရှာမှုအဖွဲ့ကဆိုပါတယ်နိုင်ငံတော်မှာပြည်သွင်းနေရဲစွတ်ခွာသူလူဦးရေခန့်မှန်းခြင်းတရတမငါတာခတ်ရှိတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညနေရဲ UNOCHA ရဲ့အဂေါ်လာထုတ်စဉ်ရဲ့အရာသိရှိရပါတယ် နထောင်ဆက်ငါရွေကောက်ပွဲဖတ်သမပိုင်ကျပဖို့အတွဲအချိန်လပိုင်းတာလိုတော့ပြီမယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့မေပေခွေးရှိတဲ့ယာယီနေရဲ့စွတ်ခွာသူဦးရေဘလောက်ရှိနေလဲဆိုတာကိုရွေကောက်ပွဲကော်မရှင်ကဖြစ်စီရွေကောက်ခံပါတီတွေအနေနဲ့ဖြစ်စီထုတ်ပြန်ရမတွေ့ရသေးပါဘူးနိုဝင်ဘာလဖတ်သမပမှာတိုက်ပွဲတွေကြောင့်ဖဲခုတ်ပင်နောက်အဆက်နာကဘောရရွာနဲ့အနီးပတ်ဝဲကျေးတွေမှာစစ်ကော်မရှင်နဲ့လက်အောက်ခံ PNA ပြည်သူစစ်တွေဟာ ကရနီအမျိုးသားတော်လိုင်းအားစုတတ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပြည်သွေးစစ်ပွဲပလီပခန့်တွေကြောင့်နေရဲစုခွာပြီးစစ်ဘေးတိမ်းရှောင်လာတဲ့ပြပကိုရွှေ့ပြောင်းလာတဲ့အများအပြားရှိပါတယ်။စစ်ဘေးတိမ်းရှောင်တော့နဲ့ပတ်သက်ပြီးတော့မဲပေးခွေးရှိတဲ့လူငယ်တူကအခုလိုပြောပါတယ်။ကျွန်တော်တို့ကဖတ်သမတော့ယာယီစစ်ဘေးရှောင်လာတော့နာတော့စစ်မထန်ခေါ်လို့ထိုင်လည်းမတော်နိုင်ဘူးလေ။အဲ့ဒါနဲ့ဒီဖေးတော်လိုက်တက်တဲ့ဝင်လိုက်တာပေါ့နော်။အဲ့ဒါကျတော့ အကလူတွေကစိုးရတာတခုတော့ရှိတာပေါ့မေဆာကနေတော့ချွန်မာတော့မေပေခွေးရှိတဲ့လူထဲမှာနေရကနေနေထိုင်တဲ့သူဦးရထဲယာယီနေရစုခွန်နေထိုင်တဲ့သူဦးရကပူပြီးများတဲ့ဘောတော့တွေ့ရတော့ဗောနော်ဒီဟာတော့အရေးရွေးကောက်ပွဲတွေနဲ့မတူတဲ့အချက်တွေပေါ့ပြီးတော့ဒီလိုခေကာလရေးဒီမှာရွေးကောက်ပွဲလုပ်ရဆိုတာတော့ဘယ်လိုမှကိုမြတ်တာလို့ပြောလို့မရဘူးလေအရင်ကနေရစုခွာသူတွေရှိပေမဲ့လည်းအခုဟာက တော်တော်ကိုများတဲ့အနေထားမှရှိတယ်။ဒီချေချောင်းလို့ပဲသူတို့ကနေဆုခွာတဲ့လူဦးရေအရေးအတွက်ကိုတော့သူတို့မထောက်ပြန်တာလို့ထင်တယ်ပေါ့နော်။အပီပီဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ MOA ရဲ့အချက်အလက်အရ2024ခုနှစ်တနေ့ထဲမှာတင်နေဆက်လမ်းကြောင်းကနေအိနေချင်းထိုင်းနိုင်ငံထဲကိုမြန်မာဦးရေတန်းကျော်ဝေရောက်ခဲ့ပါတယ်။ စစ်တပ် UEC ကပြုတ်လုံမဲ့ရွေးကောက်ပွဲမှာအပိုင်လိုက်ပြုတ်လုံမှာဖြစ်ပြီးအပိုင်တစ်ကိုလာမဲ့ဒီစင်ဘာ28ရက်နေ့တွင်ပြုတ်လုံမှာဖြစ်ပြီးတော့အာဆီယံပါဝင်နိုင်ငံတကာကအတူရောရွေးကောက်ပွဲအဖြစ်သတ်မှတ်ထားပါတယ်စစ်ကော်မရှင်ကပြုတ်လုံမဲ့ရွေးကောက်ပွဲအပိုင်နဲ့ပတ်သက်ပြီးတော့ပါတီအဖွဲ့ဝေးတွေရဲ့လှောက်ရှားမှုအခြေအနေနဲ့ဒေသခံပြည်သူတွေရဲ့အမြင်သဘောထားကိုနားထောင်ရတာဖြစ်ပါတယ် မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဒေတာအတွင် ဖြစ်ပျက်နေတဲ့လူခွေချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေအတန်တွေကိုပေါ်ထုတ်ချင်နေဆိုရင်ခိုင်းရွာရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလှုပ်ချုံစိတ်ချစွာတည်ပြပို့နိုင်ပါတယ်အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခိုင်းရွာကနေတင်ဆက်နေတာပါခိုင်းရွာ pocket assassin တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်။နောက် Pocket တွေမှာပြန်ဆုံကြရအောင်ရှင်။ကျမ Agree ပါ။